ကဲအလောဝင်းမင်္ဂလာပါဗျာ JDS channel မှာပြန်လည်ကြိုဆိုလိုက်ပါနဲ့ဒီကနေ့မှာတော့ကျွန်တော်တို့မြန်မာပရိသတ်တွေအနေနဲ့စိတ်ဝင်စားဆောင်မြုံကြည့်ရှုသွားမယ်မြန်မာပြည်ပွားချင်းတိုင်းတာ MMA fighter Joshua Van Yip ပွဲစဉ်ကောင်းတဲ့ပွဲလေးကိုပရိသတ်တွေနဲ့အတူအဆအဆုံးလေးလာကြည့်ရှုရင်းနဲ့ commentator အနေနဲ့ပြုလုပ်တင်ဆက်ပေးသွားပေးမယ်ပြင် Joshua Van Yip ရဲ့စွမ်းဆောင်ရည်ကိုပန်းတုံတက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပရိသတ်တွေအားလုံးတရှိခဲ့ကြပြီးနောက်အတိုင်းပဲဂျိုဆော့ဗန်ဆိုရင်တော့ဒီလာမယ့်အပတ်တနင်္ဂနွေနေ့ဒါဂျွန်လ ရှေ့ရက်နေ့မနက်ပိုင်းမှာကျင်းပပြုလုပ်သွားမယ့် UFC 316ပြိုင်ပွဲကြီးမှာဒါဘရာဇီးကဖိုင်တာတို့ဖြစ်တဲ့ Bruno Silva ဆိုတဲ့ဖိုင်တာနဲ့ဒါရှင်ပြန်ထိုးတက်သွားရဖို့ရှိပါတယ်။အဲ့တော့ပြည်သက်တွေအနေနဲ့ကတော့ဒါဒီလာမယ့်ဂျွန်လာရှေ့ရက်နေ့ပွဲစဉ်ကိုကျွန်တော်မဖြစ်မနေစောင့်မြန်ကြည့်ရှုအားပေးတော့ဖို့လိုအပ်တယ်ဗျ။အဲ့တော့ယခုကျွန်တော်ကြည့်ရှုတော်ပြီးမဲ့ပွဲစဉ်ကတော့ Joshua Van အနေနဲ့ဒါဖိုင်တာဘွားအပျော်တမ်းမှာရှင်ပြန်ထိုးတက်သွားခဲ့တဲ့ဒါချန်ပီယံခပ်ပတ်လူပွင့်ပွဲစဉ်တစ်ပွဲလေးပဲဖြစ်ပါတယ်။ အဲ့တော့ဒီပွဲစီမှာဆိုရင်တော့ဂျိုချော်ဗန်အနေနဲ့ဒါဘလူးမျိုးစွမ်းဆောင်ရည်တွေပြတ်တတော်ခင်တလဲဆိုတာကျွန်တော်ပြည်သက်တွေနဲ့အတူဒါချီရှုတော်ပြင်မှာဖြစ်ပါလေ။အဲ့တော့ဂျိုချော်ဗန်ကတော့အနီတောင်းကနေရှင်ပြိုင်ထိုးတက်သွားမှာဖြစ်ပါလေ။အဲ့လက်ရှိအချိန်မှာဆိုရင်တော့ဂျိုချော်ဗန်ဟာဆိုရင်အသက်23နှစ်ရှိပါပြီ။ဒါအရက်ကတော့9ပြီနဲ့9လက်မှရှိပါလေ။အဲ့တော့ဒီ professional MMA record ကတော့ဒါ15ပွဲအထိဒါရှင်ပြိုင်ထိုးတက်ထားပြီးတော့မှဒါ73ပွဲအနိုင်ရရှိထားပြီး9ပွဲရှုံးနေထားပါလေ။ အဲ့တော့ယခုကျွန်တော်တို့ဒီပွဲစဉ်မှာသူနဲ့ရှင်ပြန်ထိုးတက်နေတဲ့ fighter ကတော့ဒါ Antonio ဒါ Figueredo လို့ခေါ်တယ်ဗောနော်အဲ့တော့ဒီ fighter ဆိုရင်တော့ US ကဖိုင်တာတူဖြစ်ပါတယ်ဒါလက်ရှိအချိန်မှာဆိုရင်တော့အသက်20နဲ့9နှစ်ရှိပြီဒီ professional MMA record တော်ပြီလေးလာချိလိုက်မယ်ဆိုရင်တော့ဒါလီပွဲထိုးတက်ထားပြီလီပွဲစလုံးကိုရှုံးပွင့်ဖြစ်အနိုင်ရယူထားတာတွေ့ရတယ်ဗျဒါအရက်ကတော့9ဘီနဲ့9လက်မှရှိတယ်ဂျိုရှောဗန်ထက်ဒါ9လက်မှတာတယ်ဗောနော်ဒါအရက်ကလည်းအရက်တော့ဖြစ်သွားပြီဗျအသက်ကလည်းနည်းနည်းကြီးတယ်။အ

hits hard. It's hard for a flyweight. အဲဂျိုရှောဘန်ရဲ့နာမည်ပြောင်းကတော့ဒါပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းပဲဒါ The Fearless ပေါ့နော်။အကြောက်ယွန်းအကင်းမဲ့တဲ့ fighter တူဖြစ်တယ်ပေါ့နော်။ပြောမယ်ဆိုတော့ဒီအကြောက်ယွန်းတိတ်မရှိဘူး။ဇာရှိတဲ့ fighter တူအဖြစ်ဒါနာမည်ပြောင်းလေးနဲ့ရရှိထားတာဖြစ်တယ်ဗျ။ really trying to figure out the reaction of their opponent but but still looking to do some damage this is how you find range measure a fight but still staying at the win Okay, hai kia đi đấy, cao nè. Josh doing a good job keeping a good low defensive stance and, and pressuring in. Vậy ta nó ưu sử dụng hoàn tỷ lý tổ tổ lý trí đẹp ạ. Wow, chiều uppercut. Clinch lâu bí đông mà cho nó bè uppercut để truy thả này bọn nó. Là biến bí đông mà bỏ body clinching. Cũng thu lâu chiều khen hay ạ đấy, cho cho bạn đi nè perhaps should because I know he's a high level wrestler. Oh my god, look at Kenny Chuma không lại được nha. Chúng body kick đi. Body kick ông chưa nói body really shot để sắp tay thu ra đấy. Throw those crosses and hooks over the top. He's got a good frame on him. Chúng nó ra nó mình nè. Oh my god, chúng uppercut. From Tonio, Tonio gets some Oh, flying knee và chúng nó. Chúng nó là mình tui ra đấy. Antonio like ta long wa shot tat tha lo ma yaw pya defender. Jo. Double like like, you know, take down ya yu bu chu sa ni de. Jo Chow Van ပြောမယ်ဆိုရင်ဒါ defend လုတ်ထားတာကောင်းလို့ပြမဟုတ်တော့။ဒါကျွန်တော် take down ပြီးခံလိုက်ရရလောက်ပြီပေါ့နော်အခုချိန်လောက်ဆိုရင်တော့ benefit Tony to break off so and, and look to hit some of those other shots and that's what i mean about the higher level boxing ကဲကောင်းနေပြန်ကြုံထိတ်တုံရယူသွားတာ not only top position but some strong ground and pound ကလခုရီစတိုက်ပြချွေးထားနေဗျာကျွန်တော်ရီယန်ကချုပ်အနောက်ကနေကျွေးဖို့လားမသိဗျာပြန်ပြီးထပ်ပြီးဆွဲလဲလိုက်ပါတယ်ဆွဲလဲလိုက်တဲ့အချိန်မှာဂျိုရှော့ဗန်နေနဲ့ဒါ lower position အနေထားကိုပြန်ပြီးရောက်ရှိသွားခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒါဘယ်လိုမျိုးယုံထသွားနိုင်မလဲဆိုတာကျွန်တော်ကြည့်လိုက်ရအောင်ပါအဲ့တော့ဒီဗီဒီယိုကြည့်ရှုနေတဲ့ပရိသတ်တွေထဲမှာ ါကျွန်တော်အနေနဲ့ဒီ Joshua Van အရင်ကြီးဒီနာမည်မထွက်ခင်တော့ပါဘောနော်ဒါသူ့ရဲ့ပွဲစဉ်တွေဒါအများကြီးအတင်းဆက်ပြီးခဲ့ဘူးတယ်ဗောနော်ဒါမမီကြောက်မလားတော့မသိဘူးဗျ။အဲဂျိုရှောဗန်ကဒီဆွမ်းဆောင်ရည်အပိုင်းဗောနော်ဒီတပ်ပေါက်ပိုင်းမှာတော်တော်လေးကိုစုံလင်ပြီးတော့မှဒီခြေတွက်လက်တွက်ဖိုက်တာတူဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဒါလွန်ခဲ့တဲ့ဒီတစ်နှစ်ကျော်နှစ်နှစ်လောက်ကတည်းကပြောဆိုခဲ့တယ်ဗောနော် Antonio's coach is calling for some feints. အဲ့တော့ကျွန်တော်ယခုလက်ရှိကျွန်တော်ကြီးရှုနေတဲ့ပွဲစဉ်က Joshua Ben ရဲ့ဒီပြောဝင်ဆို fighter ဘွားအစဒီအပျော်တမ်းဘွားမှာပဲရှိသေးတယ်ပေါ့နော်။အဲ့ဒီအချိန်မှာကနေ Joshua Ben ရဲ့စွမ်းဆောင်ရည်ကကျွန်တော်တို့အနေနဲ့လုံးဝတာအထင်သေးလို့မရဘူးဆိုတာမျိုးကျွန်တော်တွေ့မြင်ခဲ့ရတယ်။ဒီ fighter တကယ့်ကိုအလားအလာကောင်းနေရှိနေတယ်ဆိုတဲ့ဟာကိုကျွန်တော်မြင်တာခဲ့ရတယ်ပေါ့နော်။အဲ့တော့ဒီကနေ့မှာတော့ဒါဒီဗီဒီယိုကြည့်နေတဲ့ဒါပရိသတ်တွေထဲမှာဒါ Joshua Ben ရဲ့ပွဲစဉ်ကို ဒါမကြည့်ရသေးတဲ့ပြဿနာတွေရှိအောင်မယ်လို့ယုံကြည်တယ်ဗောနော်ဒီလိုကြောင့်ကျွန်တော်အနေနဲ့ဒီဗီဒီယိုကိုပြုလုပ်တင်ဆက်ပေးရချင်းဖြစ်တယ်ဗျကျွန်တော်အနေနဲ့အရင်တုန်းကတော့တခါတင်ဆက်ပေးဘူးတယ်ဗျအဲ့တော့ဒါမတ်မီသေးတယ်ဆိုရင်တော့ကျွန်တော်ဒီ comment မှာလည်းမတ်မီတယ်ဆိုတဲ့အကြောင်းကိုဒါ comment မှာပြောဆိုပြီးတွားလို့ရပါတယ် Okay ဖွဲ့စီုံပြန်ပြီးတွားလိုက်အောင်ပါ Under the right eye of Josh ကဲတန်စကန်နာမပူကက်ပြီးတော့မှဘော်ဒီရှော့တွေဆက်တိုက်ထိုးထားတယ်ကျော်ချော်ဗန်နေနဲ့ဟုတ်ကဲပြန်ပြီးတော့မှတန်စကန်နာကိုကက်ခံထားရတယ်ဗျအဲ့တော့အန်တိုနီယိုကတော့ပြောမယ်ဆိုတော့ကျော်ချော်ဗန်ကိုဒီထိတ်တောင်ရယူတဲ့အပိုင်းမှာသူ့အနေနဲ့အနှဲငယ်အခက်ခဲတွေဂျုံတွေ့တွားခဲရပုံရတယ်ဗောနော်ကဲလက်ခုရိုက်ခုတွေနဲ့အပြန်လန်ပြပေးဖို့ကြိုးစားနေကြတယ်ဗျာ big right hander, Mr. Antonio. And I tell you, I got a lot of love for, for Josh Thong here. He's, he's coming forward. ဟမ်မူမန်ဒီဂျိုရှောဗန်နေနဲ့မဆိုးလို့ပြောလို့ရတယ်ဗျဖရန်ကီကန်ဟာလေဟက်ကေကောင်းနေဗျ တပကအနေထားကျွန်တော်ကြည့်ရတော့ဆိုရင်တော့ဒါခန်စစ်ကနေပြီးတော့ပြန်ပြီးဒီတိုက်စစ်ပုံစံမျိုးနဲ့ကစားတယ်ပေါ့နော်ဂျိုရှော့ဗန်ကတော့ပြောမယ်ဆိုတော့အဓိကကျွန်တော်အခွင့်ရေးရှာတယ် spinning back ကိုမထိလိုက်ဘူးကဲလဟုkick calf kick there from Josh got Tony to switch his stance back Tony with another good left hook Tony is very accurate with that left hand ဲ့တော့ကျွန်တော်ရဲ့မြင်ရကတော့ဒီအန်တိုနီယိုဆိုတဲ့ fighter က Joshua Van နဲ့တချိန်ချိန်မှာပြန်ပြီးတော့တွေ့လာနိုင်ခြင်းရှိတယ်ပေါ့နော်။ Oh my god ဂျုံဟက်ကေကောင်းနေဗျာ။လက်ခုရခု Superman Punch Oh my god body shot ဘာထူထားလဲ။တပောက်ကတော့ကောင်းလုံးနေဗျာ။ဒါ body shot မှာတော့မထိလိုက်ဘူး။ ကဲချယ်ရီဝင်ထားလိုက်ဗျာရှောင်းတင်းကစားတော့လည်းတော်တော်လေးကောင်းတယ်ကဲ right hook တော်လေးနီးရတယ်ဗျာတဖက်ကပြောမယ်ဆိုရင်တတိတော်တော်လေးကြီးတယ်လှုပ်ရှားမှုတွေကတော်တော်လေးကိုမြင်ကြတယ်ဗျာ Okay နောက်ထပ်တစ်ချီပါအဲ့တော့ကျွန်တော်ဒီအစောပိုင်းစကားကိုပြန်ပြီးဆက်လိုက်မယ်ဆိုတော့ဒါဒီ fighter နဲ့ UFC မှာပြန်ပြီး ဒါဆုံတွေ့သွားနိုင်ချေရှိတယ်ပေါ့နော်အကြောင်းရင်းကတော့ဒါအန်တိုနီယိုနေနဲ့ဒီ professional MMA ရောကို့မှာလုံးဝသာရှုံးဝေးမရှိတာတွေဦးနောက်ထပ်တပွဲနှစ်ပွဲလောက်နိုင်တော့သူ့အနေနဲ့ဒါ UFC အဖွဲ့အစည်းကိုလည်းရောက်လာနိုင်ချေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီ fighter ကိုလည်းဒါစောင့်ကြည့်တော့ဖို့လိုအပ်နေပြဘာကြောင့်လဲဆိုတော့သူ့အနေနဲ့ Joshua Van နဲ့ရှင်ပြန်ထူးတက်တဲ့အချိန်မှာပေါ့နော်အဲ့ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့သူကလည်းပြောမယ်ဆိုရင် Joshua Van လောက်ကျွန်တော်အရင်ကြီးဒီတက်ပေါက်ပိုင်းမှာ မကောင်းမှုဆိုပြီးမဲ့လိုက်တာလုံးဝဒါရှော့တွက်ထားလို့မရဘူးဗောနော်ဒါဆွမ်းဆောင်ရေးရတယ်မစိုးလို့ပြောလို့ရတယ်ဗျ Okay ဘောရှော့ဝင်လာလှုပ်ရှားမှုမြန်လို့ဗျမဟုတ်တော့တာထိချက်တော်တော်လေးခံရတော့နိုင်ချေရှိတယ်ဖတ်တဲ့အူးစလုံးကပြောမယ်ဆိုတာအပျော်တမ်းတာပြောတာဗောနော်တူးတူးကျွန်တော်တို့ဒါကစားသွားတဲ့ပုံစံက ကျွန်တော်မသိရင်ဒါတော်တော်လေးကိုအင်စာလှုပ်ပြီးတော့မှဒါလှိလာထားတဲ့ပုံစံမျိုးတွေကျွန်မြင်တရား Oh my god spinning bucket ကောင်းတယ်ဗျာနည်းနည်းမဟုတ်ကုန်ပြီးတော့မှကြာတော့မယ်ဗျာအန်တိုနီယို pressure ပေးချင်းခံရတယ်ဂျော့ရှာဗန်နဲ့လုံးဝကိုရှီတိုးပြီးတော့မှ the fearless ဖြစ်ပါတယ်ဂျီုံဒီလိုပဲဖြစ်ရမယ်ဗျာကျွန်တော်ရဲ့ဒီချင်း MMA fighter လေး pressure ပေးပါပြီအပကက်ရှောင်းတင်းကစားတာ fighter နဲ့ဦးစလုံးမှာ ပြောမယ်ဆိုရင်ဒီအန်တိုနီယိုကအရှောင်းသိန်းနည်းနည်းလေးဒါကောင်းနေလို့ဒါခံစားရတယ်ဗျဂျိုရှော့ဘန်ကရှိတာတော့ရှိတယ်တစ်ချက်တလေမှကျွန်တော်တို့ဒီအရှောင်းသိန်းတိတ်ပြီးတော့မကစားဘောနော်နည်းနည်းလေးလက်လွတ်သွားတာမျိုးလေးတော့ရှိတယ်ဗောနော်တို့ဝင်မဲ့လေဒါကလည်းပြောမယ်ဆိုသူ့အနေနဲ့ဒါတိတ်ပြီးပြန်ဖက်တူအလောက်မကြောက်တော့ဗောနော် okay 1 2 3 counter ni demi ti khan thai ya le over right hook ni win ha le joshua van ni ne chaos into the into the mix there နောက်ဆုံးအင်းနဲ့ကစားသွားတာမျိုးတွေ့ရတယ်ကနော်အန်တိုနီကနည်းနည်းလေးချိန်နေမြပြောမယ်ဆိုတော့ဂျိုရှော့ဗန်နီနဲ့နည်းနည်းလေးဒါခီချာမီမီရဲ့ကံဘူးထိုးဖို့ဆိုရင်တော့လုံးဝကိုဒီပူကပ်ပြီးထိုးမှရမယ့်အနေအထားမျိုးရှိနေတယ်ကဲဆုံးမပီလေးဆမ်းပါဗျာကဲဖိုင်ဒန်အူစလုံးအပြန်လန်းကျွန်တော်ဒီတူတစ်ချက်ကိုတစ်ချက်ထိုးတက်မယ်ဆိုရင်တော့မလွယ်ဘူးဗျ ဒါခင်ချက်ပိုင်းမှာတော့ဂျိုဂျိုဗန်နီနဲ့တာတော့နိုင်ချေရှိတယ်ဗောနော်ခုနေထားကျွန်တော်တန်စကန်နန်းကိုကပ်ပြီးတော့မဘော်ဒီရှော့တွေဆက်တိုက်ဖီအာပေးနေတာမျိုးတွေ့ရတယ်ဂျိုဂျိုဗန်နီနဲ့ two very different takes and strategies in the striking department လက်ညှိုးထူတာတွေ့ရပြန်လက်ညှိုးလားလက်ချောင်းလားဘယ်လိုခေါ်လဲတော့မသိဘူးเนาะကျွန်တော်မြန်မာစကားသိမကျွမ်းဘူးဆိုတော့ Tony was looking at him earlier and shaking his finger no he's like I got you I got your timing Oh, ကောင်းတယ် right hook. Another good right hook there from Tonio. ကဲကောင်းတယ်ဖိအားပေးပြီဗျာ Joshua Van ကျုံ။ကဲ right hook win ဟာပြီ။ကဲအချီပြေးသွားပြီဗျာ။ကဲနောက်တစ်ချီ။အဲ့တော့ကျွန်တော်ဒီထုတ်တပောက်အရာကြီးလိုက်မယ်ဆိုတော့ Joshua Van အနေနဲ့ဒါတစ်ဖက်ကအန်တိုနီယိုထက်တောင်းခင်းတာမျိုးတွေ့ရတယ်ပေါ့နော်။ဒါ အန်တိုနီယိုကတော့ဒါဂျော့ရှော့ဖန်တော့မကောင်းဆိုမဲ့လေဒါပြောမယ်ဆိုတော့တခြားတော့ fighter တွေနဲ့နိုင်ရှင်ကြီးလိုက်မယ်ဆိုတော့ဒါမဆိုးလို့တော့ပြောလို့ရတယ်ပေါ့နော်တတိကြီးတယ်ကစားပုံရတယ်မဆိုးပြခွင့်ရရရတယ်လို့ကောင်းကောင်းအတုံးချနိုင်တဲ့အနေအထားမျိုးတွေကျွန်တော်တွေ့မြင်နေရတယ်အဲ့တော့ကျွန်တော်ဒီပွဲစဉ်ကြီးရှုပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့နောက်ထပ်ကျွန်တော်ဂျော့ရှော့မန်ရဲ့ပွဲစဉ်လေးကိုလည်းဒါထပ်မံ ဒါတင်ဆက်ကြည့်ရှုတော့ပြီးရှိတယ်ပေါ့နော်။ကျွန်တော်ဒီနောက်လာမယ့်ဗီဒီယိုတွေမှာဆိုရင်ကျွန်တော်ဒီဖွေးချူတုံးတဲ့ချက်ပေါ့နော်။အထူးသဖြင့်ဒီဂျွန်လရှေးရနေပေါ့နော်။မနေ့ပိုင်းမှာရှင်ပြန်ထိုးတက်သွားမယ့်ဒီဘရာဇီးဖိုက်တာနဲ့ဂျူနူဂျူနိုတော်ဖြစ်သွားရင်ဘရူနိုဆီဗာနဲ့ပေါ့နော်အဲ့ဒီပွဲစဉ်အတွက်ဒါပွဲချူတုံးတဲ့ချက်လေးပြုလို့တင်ဆက်ပြီးတော့ပြီးရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒါဆော့မြစ်ချူအပီဝဒီကနေအားလုံးကိုကြိုတင်ဖိတ်ခေါ်ချင်ပါတယ် not a huge kicking arsenal there from again လန်ကျွန်တော်လုတ်ကစ်တွေခြုံနေတယ် spinning back kick ကောင်းတယ်ဗျာ Josh looking for another spinning kick Josh ဘာပြောမယ်ဆိုရင်ဒီ take down လုပ်တဲ့အပိုင်းမှာလည်း तू ကမစိုးလို့ပြောလို့ရတယ်ဗောနော်နောက်ပြီးတော့မှဒီပြိုင်ဖက်တွေရဲ့ဒီ take down တွေကိုတော့ तू तू အနေနဲ့ defend ကောင်းကောင်းလုပ်နိုင်တာမျိုးတွေကျွန်တော်တွေးခဲရတယ် အဲ့တော့ပြောရရင်ဒါတော်မအပျော်တမ်းဘဝမှာဒါရှင်ပြိုင်ထူးတက်ခဲ့တဲ့ပွဲစဉ်ဖြစ်သေးတယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်အခုကြည့်ရှုနေတဲ့ပွဲစဉ်ကဒါငါးချီသေးရှင်ပြိုင်ထူးတက်သွားမှာဖြစ်တယ်ပေါ့နော်။ဒါချန်ပီယံဒီအပျော်တမ်းမှာဒါချန်ပီယံခပ်ပတ်ပြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်။အဲ့တော့ပြောရရင်တော့ဒါဖိုင်တာနှုတ်ဆလုံးကလည်းဒီသူတို့ ယခုဒီပွဲစဉ်မတိုင်ခင်မှာ9ပွဲဒီကိုစီရယူပြနိုင်ခဲ့တယ်ဗောနော်ဒီလိုကြောင့်မို့ဒါခပ်ပတ်လူခွင့်ဒါအချိန်ဒီထိကိုရောက်ရှိလာခဲ့တာဖြစ်တယ်ဗောနော်ကေဖရန်ကီကန်ဟာနေဗျာကျူရှိုဗန်ပီအမ်ပီကိုကျူးစားနေတယ်လုံးဝကိုရှေ့တိုးပြီးတော့မှပူကက်ပြီးတော့မှအခွင့်ရရှာနေတာမျိုးတွေ့ရတယ် တဖကအန်တိုနီယာအန်တိုနီယိုကလည်းဒါနောက်ဆုတ်ရင်းနဲ့ဒါကောင်တာလေးပြန်ပြီးကစားနေတာမျိုးတွေ့ရတယ်ဗျဒီလိုနေထားမျိုးမှဆိုတော့ကျွန်တော်မားသွားလို့မရဘူးဗျမားသွားမယ်ဆိုတာနဲ့ဂျော်ရှာဗန်နေနဲ့လည်းလုံးဝကိုဒါကြာသွားနိုင်ချေရှိတယ်ပေါ့နော် Tony Stossum's very sharp ပြောမယ်ဆိုတော့ the fearless Joshua Van ကတော့ဒါ PRP ဘီနုမဒီတပွဲလုံးနီပါလူနီပါလောက်ကိုသူ့အနေနဲ့ကစားသွားနေတာမျိုးတွေတွေ့ရတယ်ဗောနော်အဲ့တော့ဒီဇာတ်တော့ကျွန်တော်အနေနဲ့ကတော့လုံးဝဒါချီကျူးတယ်ဗျကဲလဟုကောင်းတယ်ဟကေကောင်းတယ်ဗျအိုးဂျုံကောင်းတယ်ချီကန်ချင်းရိုက်ခုနဲ့တွဲသွားနေဗျာ ကဲ final round ဖြစ်ပါလေဒါတော့ငါးချင်းပြောက်ပေါ့နော် Do believe it is two rounds to each fighter going into this fifth round. Another big uppercut there from Tonio. A shot. Okay, a shot thing no bino ma jino single leg take down ya yu bu. Da ni set song ani tha myu thi jino ya yu. Da phan di pya twan nai khe de bo no. Which we saw him do really good work within the first round. Lou Xiaomu ya totoni kaung ja le bian fighter no u zalong. ကဲကျော်ချောပန်နေနဲ့ဂူရီတင်းပုံစံမျိုးပြီးခံထားရတယ်ဗျအစောပိုင်းမှာတန်စကနာတော့ကက်ခံထားရတယ်ပြန်ပြီးတော့မှအကွာဝေးပြန်ချားသွားကြတယ်ဗျဖိုင်တာနှုတ်ဦးစလုံးကဂိုးရိုက်ခူကလည်းနှုတ်ဦးစလုံးကကျွန်တော်တို့ဒါထိမယ်ဆိုမလွယ်ဘူးဗျအန်တိုနီရဲ့ရိုက်ခူကလည်းကောင်းတယ်ဂျိုရှောပန်ရိုက်ခူကလည်းကောင်းတယ် good job of hitting his shots and kind of slide now. ဒီ right hook ဝင်တဲ့ပုံစံမျိုးတော့နည်းနည်းလေးစင်တူတယ်လို့သာပြောလို့ရတယ်ဗျ။ As soon as he's in range, he'll throw a big shot. Antonio tries to counter that with a jump knee. If there's anyone you're going to jump knee, it's somebody who's coming forward. But what we saw once, Andre Arlovsky was, was, was pushing forward on Fedor. Andre Arlovsky went for a jump knee as Fedor threw an overhand right and just put him to sleep. ကောင်းတယ်ကျွန်ဖိတ်ပြီးတော့မှကျွန်တော် hack it on ကံပြပေးလိုက်တယ်ဗျာကျွန်တော်ဒီငါချင်မြောက်မှာတော့မှတက်လုံးကောင်းကောင်းမျိုးနဲ့တာရှင်ပြန်ကစားသွားနိုင်တယ်ဗောနော fighter နဲ့ဦးစလုံးက Antonio throwing that left hand, Josh trying to counter with that with that lead hook. ဟိုးဂျုံလက်ခရိုက်ဟိုဟက်ကဲတွဲပြီးတော့ဝင်နေကောင်းတယ်ထပ်ပြီးရိုက်ခုဝင်ထားတယ်ဗျအဲ့တော့ဂျိုဆော့ဖန်ရဲ့ကစားပုံကတော့ကျွန်တော်တကယ်ချိန်နေတတ်မိနေဗျဘာကြောင့်လဲဆိုတော့သူ့ရဲ့ကစားပုံကလုံးဝဒါပြင်းဖို့မကောင်းဘူးဒါအနာထိတ်မှန်လဲဆန်နေဒါပါဝါတော့ရှိမရှိတော့ကျွန်တော်အနေနဲ့တော့မသိဘူးနော်အဲ့တော့ပါဝါကတော့ပြင်ပြီးတော့မြင့်တင်ဖို့တော့လိုအပ်သေးတယ်ဒါသူ့ရဲ့ပွဲစဉ်ကြီးရတဲ့လောက်ဆိုရင်တော့ သူ့မင်းသားသူ့ရဲ့ကစားပုံကဒါပြိုင်ဖက်တွေနဲ့ချင်းကပ်ပြီးကစားသွားတဲ့ပုံစံမျိုးကလုံးဝဒါပြင်းကြီးဖို့မကောင်းတဲ့ပြင်အန်တာထိတ်မန့်ဆန်လွန်းတယ်ပေါ့နော်ဒီလိုကြောင့်မို့လဲဒါ UFC မှာသူ့အနေနဲ့ဒါအချိန်သူအတွင်းဒါရောက်ရှိပြီးတော့မှဒါပွဲနေရှင်ပြန်ထူးတက်ခွင့်ရရှိတာဖြစ်တယ်ပေါ့နော်အဲ့တော့တကယ်တမ်းမှာဆိုရင်တော့ဒီအန်တိုနီယိုကဒါရောက်တင်တာဖြစ်တယ်ဗောနော်အသက်ကလည်း25နှစ်ရှိပြီဗောနော်ဒါလုံးဝဒီ professional MMA ရောကော့ဆိုရင်လည်းဒါရှုံးပွဲမရှိထားဘူး ေရိုက်ခူတွေဝင်ထားတယ်ဖကကောင်တာလေးကိုလေစူးရင်ရတယ်ဗျာဂျိုရှာဗန်ကတတိနဲ့ကြီးတယ်ဒါထူတက်ပေါက်ရဒီစတန်ဖိုက်ပိုင်းမှာတော့ပြောမယ်ဆိုရင်ဟောကျွန်တော်တို့ဒီမြန်မာပိတ်သက်တွေကသူ့ဒါစိတ်ချရတဲ့အနေထားခုမျိုးရှိတယ်ဗောနော်ဒါခန္ဓာရင်နဲ့ဒီပါဝါပိုင်းမှာတော့ပြောမယ်ဆိုရင်ဒါနည်းနည်းလေးအားနည်းတဲ့အပိုင်းလေးတွေရှိတယ်ဗောနော်โอเคကျွန်တော်ဒိုင်းအဆုံးဖြတ်ခံယူမှာဖြစ်ပါတယ်ကျွန်တော်ကြည့်လိုက်ရအောင်ပါလူကအနိုင်ရရှိသွားနိုင်မလဲဗောနော် ဒီပရိသတ်တွေအနေနဲ့ရောဘယ်လိုမျိုးမြင်လဲဗျဂျိုရှော့ဖန်ရဲ့စွမ်းဆောင်ရည်အနေထားโอเคเจ้าชอบานะยาชิตัวมาบีจนเราด่าอะเมทอลาฟิลีสุดแรกพ่วยซีมาล่ะชิเมนทุตะตัวให้ในพ่วยซินဖြစ်ပါတယ်โอเคอสงที่ជីชุจําปีနေတဲ့ပြိတ္တတူတီအောင်ချင်းစီတိုင်ကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်လာမယ့်နေ့ရက်တွေမှာဒါတခြားတော့ပွင့်စင်တွင်နေအတူ ပြန်လည်ဆုံတွေ့ကြအောင်ပါကျွန်တော်ကတော့အစည်းအဝေးတင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါနေအားလုံးပဲတိုင်းရန်ပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ